2021မရောက်ခင်ပေါ့မရောက်ခင်နောက်ပိုင်းမှာကျွန်တော်စီးပွားရေးကြီးကောင်းတယ်အဆင်ပြေတယ်ပေါ့ဗျာပြောမယ်ဆိုရင်အဲကျွန်တော်စီးပွားရေးအဆင်ပြေတယ်ကျွန်တော်ဆိုင်ငယ်ရေးဆေးကုန်တို့ကျွန်တော်ပစိုးဆိုင်တို့ဖုံးဆိုင်တို့ဘောနော်ကျွန်တော်ဆိုင်ငယ်ရောင်းဝယ်လောက်တာမျိုးတို့အဲကားရောင်းဝယ်လောက်တာမျိုးတို့အဲ့တော့အင်ချမ်းပြေနဲ့ပတ်သက်တာလေးလည်းကျွန်တော်လောက်တာရှိတယ်ထားလိုက်ပါအဲ့ဒါကြီးကကျွန်တော်ဘယ်လိုမှမရှင်းပြဘူးရှုပ်လို့အဲ့တော့ကျစီးပွားရေးကောင်းတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာ ဒါမဲ့ဒီပေါ့နော်2021နောက်ပိုင်းမှာနိုင်ငံရေးအခင်းကျင်းမကောင်းတဲ့အချိန်မှာအကုန်လုံးဒုက္ခဒုက္ခနဲ့ရင်ဆိုင်နေရတာတွေတွေ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာလည်းကျွန်တော်လည်းသူတို့တွေမှာပါဝင်မယ်အာကျွန်တော်လုပ်ငန်းတွေတချို့တွေရပ်ဆိုင်းလိုက်ရတယ်တချို့တွေဆုံးရှုံးသွားတယ်ပျက်စီးသွားတာရှိတယ်ဗျအဲပေါ့နော်အဲ့တော့ကျွန်တော်စီးပွားရေးလည်းတိတ်မကောင်းလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရတဲ့အတွက်ကျွန်တော်အားလက်ချိန်ကြီးများလာတယ် အဲ့တော့ကျွန်တော်ကဝါသနာပါတာကျွန်တော်ပိုက်ကြော်ချင်းခတ်တာဝါသနာပါတယ်ဗျအဲ့ကျွန်တော်အဲ့ပိုက်ကြော်ချင်းနေလိုက်ခတ်ဘောနော်ဒီအားလက်ချင်းနေများလာတဲ့ခါကျကျွန်တော်ပိုက်ကြော်ချင်းနေခတ်တယ်အဲကျွန်တော်ဟိုသွားဒီသွားပေါ့ဟိုဆိုင်ထိုင်းကိုဝါသနာပါလေးလောက်တာပေါ့အဲ့တော့ကျွန်တော်ဘာတွေးမိလဲဆိုတော့ငါတော့ထမင်းနဲ့မှန်နေတယ်ငါတော့ထမင်းနဲ့မှန်နေတယ်ငါလိုပဲဟိုလူတချို့လည်းထမင်းနဲ့မှန်တယ်ဒါပေမဲ့ ထမင်းနဲ့မမှန်တဲ့လူတွေရှိတယ်။တနေ့မှတနက်လောက်ပဲစားရတဲ့မိသားစုတွေရှိတယ်။အဲ့တော့စဉ်းစားတာပေါ့ငါဘာလုပ်ပေးနိုင်လဲ။အဲ့ဒီအချိန်မှလည်းဘောနော်တချို့ထမင်းနဲ့မှန်တဲ့အစဉ်ပြေတဲ့လူတွေကသူတို့စားမဲ့တောက်မဲ့တွေကနေပြီးတော့မှဒီပေါ့ခွဲဝေကျွေးမွေးတာတွေဘောနော်သူတို့ချွေးနေစားတွေကငွေကြေးလေးတွေလှူဒန်းပေးတာမျိုးလေးတွေရှိတာတွေတွေ့ရကြ။အဲ့တော့ကျွန်တော် pride တာတမတယောက် ဘောနော်သူလောက်နေတာကင်နေတာလေးတွေကျွန်တော်မြင်တယ်လိုင်းပေါ်မှာမြင်တော့ကျွန်တော်အားကြတယ်ဒါပေမဲ့ကျွန်တော်လှုပ်ဖို့ကျွန်တော်လှုပ်ဖို့အစီအစဉ်မရှိဘူးကျွန်တော်အားကြတယ်ကျွန်တော်လှုပ်ဖို့အစီအစဉ်မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ကခဏတစ်ဖြုတ်ပဲလှုပ်ပြီးတော့ကျွန်တော်မလှုပ်နိုင်တော့မှအောင်ကျွန်တော်ကြောက်တာမလှုပ်နိုင်တော့မှအောင်ကြောက်တာအဲ့တော့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဗောနော် အဲကျွန်တော်ကိုပစံလေးနဲ့ကိုလှူတယ်လှူပြီးတော့ကျွန်တော်ဝါသနာပါတဲ့ပိုက်ကြော်ချင်းနေကျွန်တော်လိုက်ခတ်တယ်လှူရဲခတ်တယ်နောက်ပိုင်းကျတော့ဘလို့ဖြစ်လာလဲဆိုတော့ဘောနော်ဟိုကျွန်တော်ပန်ပိုးပေးတဲ့လူတွေရှိလာတယ်ပေါ့နော်အဲကျွန်တော်လိုင်းသားကိုကြီးဟိုလူလှူပေးပါဒီလူလှူပေးပါဟိုဟာလေးလှုပ်ပေးပါဟိုသမီးလေးကြွေးပေးပါဒီဒါလေးဝေပေးပါအဲ့လိုပြောလာတဲ့လူတွေရှိတော့အဲ့ဒီသူတို့လှုပ်ပေးရတဲ့အချိန်ဒီမှာကျွန်တော်ဒီပိုက်ကြော်ချင်းခတ်တာတွေကိုကျွန်တော် ဟိုဘောနော်ရက်ရက်တွေချနားရတာပေါ့အဲကျွန်တော်နားရတယ်သူအဲ့ချိန်မှာကျွန်တော်အလူတန်းတွေလုတ်ပေးတယ်အဲဘောနော်အလူတန်းတွေလုတ်ပေးတယ်ပေါ့အဲ့တော့ဒီနိုင်ငံကြီးမကောင်းလူတွေဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်လုတ်ပေးနိုင်တာကလုတ်ပေးနိုင်တာကကိုထမင်းနတ်မှန်သူတို့သူတို့လည်းထမင်းနတ်မှန်ရမယ်လူတိုင်းကိုကျွန်တော်မလုတ်ပေးနိုင်ဘူးမှန်တယ်ဒါပေမဲ့ကျွန်တော်တတ်နိုင်တဲ့လလန်းမီတလောက်ကိုကျွန်တော်လုတ်ပေးနိုင်သေးတယ် ဒီနေ့ဒီချိန်ဆိုပဲကျွန်တော်လုတ်ပေးနိုင်ခဲ့တဲ့လူကထောင်ထဲချနေပြီအဲကျွန်တော်လုတ်ပေးနိုင်ခဲ့တယ်ဗောဗျာအဲ့တော့ဟိုဘယ်လိုခေါ်မလဲဘာတွေကြုံတွေ့ရလဲဆိုတော့တချို့ကစိတ်တက်လောက်ကောင်းတာလို့သူတို့အကောင်းမမြင်ကျွန်တော်စလုတ်တဲ့အချိန်မှာဆိုကျွန်တော်အရန်ပဲတိုက်ခိုက်ခံအရန်တိုက်ခိုက်ခံဟာဒီကောင်ကွာဒီကောင်လူဆိုးလူမိုက်ဟာဒီကောင်ရုပ်တွေနဲ့တက်တူးတွေနဲ့ ဒီကောင်ပရာဟိတလုပ်တယ်ပုံစံလုပ်ပြီးတော့ဒီကောင်ကနာမည်ကြီးချင်နေတာအဲအဓိကအဲ့လိုအဲ့လိုတိုက်ခဲ့တာဟာဒီကောင်အလှူတန်းနေလုပ်ပြပြီးနာမည်ကြီးချင်နေတာအဲအဲ့လိုပေါ့နော်အဲ့တိုက်ခဲ့ကျွန်စားလုပ်တဲ့အချိန်မှာဆိုရင်တော့တော်တော်ကိုမှတိုက်ခိုက်ခံရဒါပေမဲ့ပထမတော့ကျွန်တော်အဲ့လိုပေါ့နော်ဟိုစိတ်ကဟာဒီကောင်ဘာလဲပေါ့ငါလုပ်ခဲ့တယ်မှာမဟုတ်တာဘာပါနေတာလဲပေါ့မပါဘူးပြန်စဉ်းစားကြည့်မပါဘူးပြန်ကြည့်ကြည့်လည်းမပါဘူးဒါပေမဲ့ ရုပ်နဲ့မလိုက်ဘူးဖြစ်နေတာပြဿနာဒီကောင်ကွာဒီကောင်တက်တူးတွေထိုးတာယူဒီလှုပ်လှုပ်လေဒီကောင်တက်တက်မဲ့ဒီကောင်နာမည်ကြီးကျင်လို့လှုပ်တာအခဏခဏပြောခံရတာအဲ့လိုပဲပြောခံရင်းနဲ့ကျွန်တော်ဂိမ်းဆိုင်ဘူးကျွန်တော်လှုပ်ဆိုင်ရှိတဲ့လို့ပဲကျွန်တော်လှုပ်တယ်အဲ့လိုနဲ့လှုပ်လာရင်းနဲ့မှတဖြည်းဖြည်းနဲ့အဲ့လိုမပြောတော့တဖြည်းဖြည်းနဲ့မပြောတော့သိလာရလေဘာလို့လဲဆိုတော့ကျွန်တော်ကဘလို့လှုပ်တယ်ကျွန်တော်ဘလို့ လျှောက်တယ်ဆိုတဲ့ဟာကိုသိလာတယ်ကျွန်တော်သူများကြံ့အောင်လှုပ်တာဝါသနာမပါဘူးကျွန်တော်ကြိုက်တဲ့ပုံစံလေးကိုကျွန်တော်လှုပ်တာသူများတွေကသဘောကျတာအခုကနော်အဲ့တော့သူများကြံ့အောင်ကျွန်တော်လုံးမပြကျွန်တော်လှုပ်ချင်တဲ့အရာကိုကျွန်တော်လှုပ်တာအဲ့ဒီအဲ့ဒီမှာမှကျွန်တော်လှုပ်တဲ့အရာဒီသူများဘောနော်အများပြည်သူသဘောကျတာမျိုးတွေဖြစ်နေတဲ့အခါကျတော့အဲသူတို့အားပေးကြတယ်ကျွန်တော်ဟိုဝန်ရံပေးကြတယ်အဲကျွန်တော်ဒီလို pride တိုင်းလုံနိုင်အောင်ပံ့ပိုးကူညီကြတဲ့လူတွေလည်းအများကြီးရှိရပါဘောနော် ဲ့တော့ဟိုအဲ့ဒီစားလို့ရတဲ့တိုက်ခိုက်တဲ့ဟာကြီးနောက်ပိုင်းကျတိတ်မတိုက်ခိုက်ကြတာအခုနောက်ပိုင်းကဘာကြီးဖြစ်လဲဆိုတော့ဘယ်လိုခေါ်မလဲကျွန်တော်သိလာရတာဗောလေသိလာရတာဗောအဲတချို့ကဗောနော်သူတို့ဟိုလူခန္ဓာမရတဲ့အခါကျရင်အဲကျွန်တော်ပြောတာရှိုးတာဆဲတာရှိတယ်အဲတချို့ကြတော့ပုံကိုကြီး ဘောနော်ဒီ line ပေါ်မှာကြည့်တယ်ဗျာကြည့်ရကျွန်တော်သဘောမကျအောင်ဒီကောင်အချိုးမပြေဘူးရဲ့အဲ့လိုပေါ်ကြည့်မရတဲ့လူရှိတယ်အကြည့်မရတဲ့လူတွေကြောက်လဲကြည့်မရတဲ့အခါကျတော့မဟုတ်တာတွေဟုတ်တာတွေဘာတွေပြောမလဲမသိဘူးအဲ့လိုပဲပြောကြတာပဲပြောတော့ကျွန်တော်ကအများနဲ့ဘောနော်အများဆောင်ကြည့်တာခံရတဲ့လူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ဘယ်သူမှလည်းပြန်မပြောဘူးဘယ်သူမှမပြန်မပြောတာကျွန်တော်ပြောချင်ရပြောပါစီကျွန်တော်ထားတယ်သူတို့ပြောတဲ့နေရာမှာလေအလုံး100ပြောတယ်အလုံး90လောက်က ုတ်ကြရတယ်ဘာကြီးပြောကိုလည်းမသိကိုလည်းမသိအဲ့တော့ဟိုကျွန်တော်တို့ပြန်မရှင်းဘူးဆိုတာကျွန်တော်ရေးထားတယ်လို့ပဲကိုလုံရက်ကကိုတမိုင်းပဲကျွန်တော်တမိုင်းကျွန်တော်ယုံကြည်တယ်ကျွန်တော်တမိုင်းဟိုအရင်ကနေစပြီးတော့ခုချိန်ထိကျွန်တော်တမိုင်းကျွန်တော်လာတယ်ကျွန်တော်ရုပ်ပါခဲ့တာကောက်ကြည့်ခဲ့တာဆင်းလဲခဲ့တာပုတ်ကြရလုတ်ခဲ့တာမဟုတ်တာလုတ်ခဲ့တာမရှိကျွန်တော်တမိုင်းကျွန်တော်လာနော်အဲ့တော့ဒီအခုပြောတဲ့လူတွေကလည်းကျွန်တော် တမိုင်းကိုလာပြီးသူတို့ပြောင်းပေးလို့မရဘူးကျွန်တော်လှုပ်ရတာကျွန်တော်တမိုင်းပဲကျွန်တော်ပျော်ပျော်နေတတ်တယ်ပျော်ပျော်နေခြင်းစိတ်ရှိတယ်အများအားရေးလာဝါလာနဲ့ပျော်စရာတွေပဲဖန်တီးတယ်အဲကျွန်တော်အပြင်မှာဆိုလဲကျွန်တော်ဘသူမှအဲလူရန်စကားတွေပဲလဲကျွန်တော်မပြောဘူးကျွန်တော်အေးဆေးနေခြင်းနဲ့လူဒါပေမဲ့ကို့အထီးကိုက်လာရင်တော့ဘသူမှညင်နေမှာမဟုတ်ဘူးလေကိုတက်ဆွမ်းတလောက်လက်တုံးပြန်ဖို့ကတော့လူတိုင်းမှအဆင်သင့်ရှိတယ်အဲ့တော့အဓိကတော့ကျွန်တော်အေးချမ်းပဲနေခြင်းနဲ့ကိုစီးပွားရေးကိုလုပ်ခြင်းနဲ့ကိုဝါသနာပါတဲ့အရာတွေလုပ်မယ်အဲဟိုဘောနောကိုလုပ်ခြင်းတဲ့အရာတွေလုပ်မယ် ဲ့တော့ကျွန်တော်အများအားပြောနေသလိုပဲကျွန်တော်ကုသလို့ကျွန်တော်ဒီလုပ်လုပ်နေတာမဟုတ်ဘူးကျွန်တော်ကုညီလိုက်လို့သူများအစဉ်ပြေသွားတာကိုလိုချင်လို့ကျွန်တော်ဒီလုပ်လုပ်နေတာနော်ဒီလုပ်လုပ်တဲ့အတွက်ကျွန်တော်အလုပ်ဒီဟိုရက်ကလာရှိတယ်ဘောနော်နားရတာရှိတယ်သူများအာမေပရာဟိတလုပ်ပြီးစားနေတာပရာဟိတလုပ်ပြီးစားစားလို့ရလို့လားပြင်မနာပေါ့အဲ့ဒါကျွန်တော်အလုပ်ကျွန်တော်ဘာမှပြင်မလုပ်ရတာမဟုတ်လားကျွန်တော်ဆိုင်မှာဝင်နေရှင်ရတယ်ဗျနောက်ကျွန်တော်ပါဇက်ကနေအလုပ်လုပ်လို့ရှင်ရတယ်ဗျ ်ဟုတ်လားငွေပေါင်းငွေရင်းပြီးလုံးရတယ်ဟုတ်လားဘာလို့လို့လဲကျွန်တော်ကဟိုဘောနော်ခေတ်ကာလမကောင်းတဲ့အချိန်မှာငါတို့ကရောက်တဲ့လူတွေကိုဘာကူညီနိုင်မလဲကျွန်တော်လည်းဆင်းရဲတဲ့ဘဝတွေလာရတဲ့ကောင်ပဲဘာကူညီနိုင်မလဲဆိုတဲ့အတွေးနဲ့ကျွန်တော်တတ်နိုင်တာကိုကျွန်တော်ကူညီတာဒါပေမဲ့အခုဟိုဘောနော်ကျွန်တော်ဟိုဒီပေါ့မဟုတ်ကဟုတ်ကပြောတဲ့လူတွေလည်းကျွန်တော်ဘယ်လိုပြောမလဲသူတို့ကကျွန်တော်အဲ့လိုကြီးစိတ်ဆိုးတာကြီးမဟုတ်ဘူး ဘာလို့သူတို့မဟုတ်တာကြီးပြောချင်နေရတာလဲဘောနော်ဘာလို့မဟုတ်တာကြီးပြောချင်နေသူတို့ကြည့်တော့လေဘာမှမဟုတ်ဘူးကို့အကြောင်းလည်းဘာမှလည်းသိတာမဟုတ်ကျွန်တော်ဓာဒီဘောနော်သူတို့ပြောသလိုဆိုလို့ရှိရင်နိုင်တာမှကျွန်တော်ဘယ်သူကလူမှာတော့လို့ကျွန်တော်တကယ်ချင်းအပေါင်းအသင်းမိတ်ဆွေအတိတဲ့လူလေဘယ်သူကလူမှာလဲဘယ်သူကကျွန်တော်စကားပြောမှာဟုတ်လားအဝေးကိုမကြည့်နဲ့ဘယ်သူမှပြောဘူးဟုတ်လားကျွန်တော် လမ်းကျွန်တော်လျှောက်ကျွန်တော်လှုပ်တာမှန်ကန်လို့နော်ကျွန်တော်တမိုင်းကိုကျွန်တော်လှတယ်လို့ကိုကျွန်တော်ထင်တယ်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်အနီးကနေဘူးရဲ့ဆက်ဆံဘူးရဲ့လူတွေဆိုသိပါတယ်